ားလုံးပဲမင်္ဂလာပါဗျာဖွဖွန်း family မှနေပြန်လေကြိုဆိုလိုက်ပါရဲ့ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရတော့မနေ့ညရှင်ပြိုင်ကစားခဲ့ကြတဲ့လစ်ပါဘူးအတင်းနဲ့ အက်စတွန်ဘီလာတို့ရဲ့ပွဲချုပ်တုံးတက်ချက်လေးပဲဖြစ်ပါရဲ့ဗျလစ်ပါဘူးကဆိုရင်တော့တကယ်လိုအပ်ရင်တကယ်လုတ်ပြရလဲဆိုတဲ့အတိုင်းပဲဗျလစ်ပါဘူးတို့ကဆိုရင်ပြရှုံပွဲတွေဆက်တိုက်ကိုဂျုံနေရဲ့အချိန်မှာဆိုရင်တော့သူတို့ရဲ့အန်ဖီးမှာဆိုရင်တော့တကယ်လုတ်ပြခဲ့ပြီအက်စတွန်ဘီလာကလည်း short ပဲလို့မရဘူးဗျဟိုဘက်တစ်ဖက်တော့ဆိုမန်ချက်စတာစီးတီကို1-0ဆိုရရလက်နဲ့သူတို့ရဲ့အနိုင်ယူထားခဲ့ဗျဒီနေ့ပွဲမှာဆိုရင်တော့တင်းတွင်းကိုတွေကိုဆိုရင်တော့မိုဟာမက်ဆာလတ်ကနေပြီး40နေမှာ9မိနစ်မှာတကော90နေမှာ10မိနစ်မှာဆိုရင်တော့တကောတွင်းယူခဲ့တယ်ဗျဒီပွဲရဲ့အကောင်းဆုံးကစားသမ ကိုတော့လီဗာပူးအတင်းရပဲရရှိသွားရပြဒီပွဲမှာဆိုရင်တော့လီဗာပူးအတင်းကဘောလုံးပိုက်ဆိုင်မှု90နဲ့မှာ300ခန်းနိုးတီရှိပြီးတော့ကျတော့ Aston Villa 48ခန်းနိုးတီပဲရှိရပြ Expected goal မှာဆိုရင်တော့လီဗာပူးက1.19ရှိပြီးတော့ကျတော့ Aston Villa 0.41တီရှိတယ်ပြ Shooting target မှာဆိုရင်လီဗာပူးက16ချိန်ရှိတယ် Aston Villa က10ချိန်ပဲရှိတယ်အဲ total shoot မှာဆိုရင်တော့ liverpool က16ချိန်ရှိတယ် aston villa က10ချိန်ပဲရှိတယ် shooting target မှာဆိုရင်တော့ liverpool က4ချိန်ဂိုးပေါက်တယ်ပြီးတော့2ဂိုးဂိုးခဲ့ရပြ aston villa ဆိုရင်တော့3ချိန်ဂိုးပေါက်တယ်ဒါပေမဲ့ဂိုးတော့ရရှိတာချင်းမရှိဘူး ်လီဗာပူးတို့ကဒီနေ့ပွဲနိုင်ပွဲကြောင့်အဆင့်၃မှာရက်တည်နေရရမကတော့၁၈မှတ်သူတို့တွေဇယားထိတ်မှာရက်တည်နေတဲ့အာဆင်နယ်နဲ့ဆိုရင်တော့အမှတ်9မှတ်ဒီကွာထားတာမျိုးရှိတယ်အဲအကြောင်းမလို့ဒီနေ့ပွဲမှာဆိုရင်တော့ဟိုလီဗာပူးတင်းရထိုက်ထိုက်တန်တန်နဲ့ပဲအနိုင်ယူသွားခဲ့ရမြန်လီဗာပူးအတင်းရနိုင်ပွဲအတွက်ကြောင့်မို့ကျွန်တော်တို့တွေဂုဏ်ပေးပါတယ်ဂုဏ်လေးရှင်းပါအားလုံးကျေးဇူးတင်ပါတယ်